တမတရား၏အတိနှလုံးသားထဲမှာဖရာသခင်ရဲ့နှုတ်ကပတ်တော်များနေထိုင်မှုပုံစံဖြာဒိတ်၄ဟေဘရဲ၁၀၂၀ထက်ဆက်ခုနှစ်တမတရား၏အတိသလုံး၏သမတရားကို သလုံးသွင်း၍ကောင်းသောမြေဖြစ်အောင်သမတရားမျိုးစေ့ကိုချဲ၍သမတရားကို ပြုစုပြောင်းထောင်ခြင်းဖြင့်အသီးကိုတည်တတ်၏ မြေယာပြန်လဲရယူခြင်းစုတ်ပြစ်ရန်မပြုတ်လို့ရန်သမချမ်းစာပြောထားသည့်အမှန်တရားကိုရှာဖွေပါသင်စိတ်နှလုံးထင်းမှထုတ်ယူကမြေပြန်စာကောင်းသောမြေဖြစ်အောင်လုပ်ပါသစ္စာမျိုးစေ့ကိုစိုက်ပါဆာရှာရန်သမချမ်းစာပြောထားသည့်အမှန်တရားကိုရှာဖွေပါမြေပြစာကောင်းသောမြေနှင့်ပြုလုပ်ထားသောသလုံးလေတွင်အမှန်တရား၏မျိုးစေ့ကိုစိုက်ပါစိုက်ပျိုးပါ သမတရား၏အသား သမတရားဤအတိသမတရားဤအတိပယောချက်တိပယောချက်သွေးဖြစ်ပါနိပယောချက်မလုပ်ပါနဲ့သောပယောချက်ထားပါတော့ဒီပယောချက်လုပ်ပါ if project လုပ်ပါစိတ်နှလုံးထဲကတစ္ဆာတရားကိုဖယ်ထုတ်ပြီးကောင်းသောမြေဖြစ်အောင်လုပ်ပါနေထိုင်မှုပုံစံဖြာထိတ်၄၃ ဟေပြဲတဆက်နှစ်ဆက်မတ်တဲခုနစ်အချိုးငါချိုးဖတ်တော့ကိုမျက်စိတိုင်းရှိတော့တန်ချင်ကိုရှေးဥစွာထုတ်ပြလို့နောက်မှညီအကိုမျက်စိတိုင်းရှိတော့ညောင်ငယ်ကိုထုတ်ပြခြင်းငါရှင်းလင်းစွာမြင်လိမ့်မည်မတ်တဲခုနစ်အချိုးချောဖြူစင်သောအရာကို ခွေးတို့အားမပေးချခြင်းပလဲယတနာတို့ကိုဝတ်တို့ရှိမှမချမထားချခြင်း တို့ပြုရင်တို့အရာတို့ကိုကြုံနင်း၍သင်တို့ကိုထဲလက်ကိုက်ဖြတ်ချလိမ့်မည်မသက်ခုနှစ်အချိုးခုနှစ်တောင်းကြလောတောင်းရင်ရမည်ရှာကြလောရှာရင်တွေ့မည်တကားကိုခောက်ကြလော ခောက်ရင်ဖွင့်မည်မသက်ခုနှစ်နာရီ7မိနစ် သင်တို့ဒီကိုတိုက်သူတပါပြုစီလိုသည်။အတိုင်းသူတပါတိုက်ပြုကြလော။ဤပညာကပညာတိချံတင် အနာဂတ်တိချံတို့ဤအချို့အချာပင်ဖြစ်သည်။မတ်သက်ခနနာယီဆက်သောမနိရှင်းသောတကားကိုဝင်ကြလော။ပျက်စီးခြင်းတို့ရောက်သောလမ်းတွင်တကားသည်ခြေဝန်းသည်ဖြစ်၍ဝင်သော သူတို့သည်များကြ၏။ မတ်သဲရှိအချိုလီယေရှုကလည်းသင်သတိပြုဤအကြောင်းကိုအဘယ်သူအားမြမပြောသင်ယိပယောဟိထံသို့သွား၍ကိုကိုပြလောသူတပါ၌တတ်သည့်ဖြစ်စီခြင်းငါမောရှိစီရင်မှထားသောပူဇော်တက်ကကိုဆက်လော်ဟူမင်းတော်မူ၏မတ်သဲရှိနာဤတဆက်တမနိယေရှုကလည်းသင်သတိပြုဤအကြောင်းကိုအဘယ်သူအားမြမပြောသင် ရစ်ပယောဟိထံသို့သွား၍ကိုကိုပြလောသူတပါ၌တတ်သည့်ဖြစ်စီခြင်းငါမောရှိစီရင်မှထားသော ပူဇော်တက်ကကိုဆက်လောဟူမင်းတော်မူ၏မတ်တေတဆေနာယီဆေချောမနီတောခွေးစုထဲသို့တိုးတိုးကိုစီပြုတကယ်သို့တင်းတိုးကိုငါစီပြု၏ထိုကြောင့်တင်းတိုးသည်မြွေကဲ့သို့လိန်မာလျက်ချိုးပြက်ကဲ့သို့အစိတ်ကင်းလျက်ရှိကြလော မသေးတဆေနာရီဆက်ခုနမနိလူတို့ကိုသတိပြုကြ အကြောင်းမူကားတင်တို့ကိုလူယုံသူအထံချလိမ့်မည်တရားဆရာတို့တိုင်ရိုက်ချလိမ့်မည်မသေးတဆေနာရီတဆက်ခုနမနိဘာမိုက်တိုင်တင်တို့အာနာပြောသောအရာများကိုတင်တို့သည်အလင်းတိုက်ချပြောကြလော သင်တို့နာအပါတိုက်ပြော၍ချသောအရာများကိုအိမ်မိုးပေါ်မှဟစ်ကြကြလောဟူမေတော်မူ၏